စုစုကအမြဲအတမ်းတက်တဲ့အချိန်မှာတရေအိတ်လေးရှိပါတယ်။ဒါပေမဲ့သူ့နောက်ဘက်ကအတမ်းပေါ်ကသူ့ကိုနှုတ်လိုက်တဲ့အခါမှာတော့ဆရာတင်နေတဲ့သင်္ကန်းစာကောင်းစင်ကရုတ်တရက်ပြောင်းသွားတယ်။ကျောင်းတင်ဘုံပေါ်မှာသူ့ရဲ့မွေးသက်ကရစ်တာမကအဖေမီရီရဲ့နာမည်တွေနဲ့လိပ်စာတွေကိုပါတွေ့လိုက်ရတယ်။သူအိမ်ပြောင်းခဲ့တဲ့မှတ်တမ်းတွေကိုတော့ကျောင်းတင်ဘုံပေါ်မှာတွေ့လိုက်ရပါတယ်။ဒီဟာကစုစုကိုတစ်ခုခုတော့မှားနေပြီဆိုပြီးချက်ချင်းနှိုးသွားစီပါတယ်။သူကအမြန်ပဲတမိုင်းဖက်စာအုပ်ကိုထုတ်လိုက်ပါတယ်။ဒီလိုနဲ့စာအုပ်နာမည်ကသူ့ရဲ့နာမည်ပြောင်းနေတာကိုတွေ့လိုက်ရပါတယ်။ ဘလို့လုံးငါအကြောင်းကိုတင်နေရလေသူဘလို့မှစဉ်းစားလို့မရတော့ဘူးတရီလေးပဲအိမ်မိတာကိုတမိုင်းစာကတကယ်ကိုသူတမိုင်းဖြစ်သွားပါလေသူရုတ်တရက်ထားလိုက်တာကိုတွေ့တော့ဆရာကချက်ချင်းပဲသူ့ကိုအိမ်မက်မက်နေတာလားလို့မေးလိုက်တယ်တခါလုံးကဝိုင်းကြီးကြတော့လေမဟုတ်ပါဘူးကာမာလေးလည်းတောင်းပန်ပြီးတော့သူ့နေရာသူသားပြန်ထိုင်လိုက်ပါလေဘာတွေဖြစ်နေတာလဲဆိုတော့တခြားတီးရဖို့သူ့ရဲ့တမိုင်းစာကိုအမြန်ဖွင့်လိုက်ပါလေပထမဆုံးတွေ့လိုက်ရတဲ့စာမျက်နှာကသူ့ရဲ့အိမ်ပြောင်းတဲ့တမိုင်းဖြစ်နေပါလေစာမျက်နှာပေါ်မှာသူငယ်စဉ်တုန်းကပုံတပုံကိုပါတွေ့ထားပါသေးတယ် အစကတော့စုစုကဒါရီအားလုံးဟာသူ့ကိုတရုတ်ဆောင်ပြီးစားနေကြတာဒီမှာလို့ထင်ခဲ့တာပါနောက်တော့အနောက်ဘက်ကအတန်းချိန်စီယာကိုအမြန်တစ်ချက်လဲကြည့်လိုက်တယ်ငကူကတမိုင်းချိန်ကသူ့တမိုင်းချိန်ပြောင်းနေတာကိုတွေ့လိုက်ရပါတယ်စုစုကောင်းပြန်လှည့်လိုက်တဲ့အချိန်ဆရာကကြောက်တဲ့မုံပေါ်မှာဇီယာတစ်ခုကိုပြထားပါတယ်အဲ့ဒီအပေါ်မှာစုစုအရွယ်ရောက်လာတာနဲ့အမျကိုလေးချိန်ပြောင်းလဲလာတာတွေကိုပြထားပါတယ်ထူးဆန်းတာက2016တုန်းကကိုလေးချိန်ကလုံးဝအနှိတ်ကိုရောက်နေတာပါတချို့လူတွေကဒါဟာဘန်ရဲ့အနှုတ်အတိုးနှုတ်ရဲ့တရားမှုကြောင့်လို့ထင်ကြတယ် ဒါပေမဲ့လ ీల ပြီးကြည်ကြည်လိုက်တဲ့အခါတကယ်တမ်းကျတော့စုစုကအသေးကွဲနေလို့အဲ့လိုဖြစ်နေတာဖြစ်ပါလေ။ဒါကစုစုကိုချက်ချင်းပဲအယမ်းရှက်သွားစီပါလေ။ကိုယ့်ရဲ့တမိုင်းအကြောင်းကိုလူတွေဆွေးနွေးတာခံနေရတယ်။ဒါပေမဲ့သူ့ကိုပို့ပြီးတော့အရှက်ရမယ့်ဟာလာအောင်ပါ။ဆရာကတပုံတပုံကိုထပ်ယူလိုက်ပြီးတော့အတန်းသားတွေကိုတိလားမတိဘူးလားမေးတော့တယ်။သူကမမောင်လို့ခေါ်တယ်။စုစုနဲ့ပထမဆုံးတွေ့ခဲ့တဲ့ကောင်လေးဖြစ်ပါလေ။အယမ်းမှန်နေနောက်တော့ဆရာကအတန်းသားတွေကိုစာမျက်နှာတစ်စိမ်ကိုကြည့်ခဲ့ဖို့ပြောပါရတယ်။ ထင်မှတ်မထားပဲဒီစာမျက်နှာမှာစွစုတွေ့ခဲ့တဲ့ရည်စားတိုင်းကိုစည်ရင်ပြုစုထားတယ်။အစားကစွစုသဘောကြတာကမျက်မှန်တဲ့တယောက်ကိုဖြစ်ပါတယ်။ဒါပေမဲ့အချိန်တွေကြာလာလာနဲ့အမျှသူကအေဂျင့်ပျော်ရှင်တဲ့သူမျိုးကိုသဘောကြာလာတယ်။ကိုရဲ့အချစ်ရည်တမိုင်းကိုအခြားသူတွေဆွေးနွေးတာခံရတော့မှကိုတည်လိုက်ရတော့စွစုအဲ့ဒီနေရာမှာတင်ပောက်ွယ်ပါတော့တယ်။ဆရာကအတမ်းမစင်းခင်မှာဒီလိုစကားပြောလိမ့်မယ်လို့ဘသူကထင်ပါလဲ။ဒါကစာမေးပွဲအတွက်တေချာပေါက်ကြည့်ရမယ်ဟာပဲ။အတန်းသားအားလုံးမှတ်ထားကြမယ်။ အတန်းဆင်းသွားတဲ့နောက်မှာစုစုကအတန်းပေါ်ကိုခုနတုန်းကတင်တာဘယ်အခန်းလဲလို့ချက်ချင်းမိလိုက်တယ်။မထင်ထားဘဲအနောက်ကအတန်းပေါ်ကသူ့ကိုအယူလို့ပဲထင်လိုက်တယ်။ဘာလို့ဆိုသူ့လက်ထဲမှာလဲဖက်ဆာကိုကင်ထားတာပဲမဟုတ်ဘူးလား။ကြောင်စင်းတဲ့အထိစုစုကဒါတွေအလုံးကဘာတွေဖြစ်နေလဲဆိုတာကိုမရှင်းသေးပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာကောင်းလေးတယောက်ကသူ့ကိုရုတ်တရက်ဝင်တိုက်တော်တယ်။ဒါပေမဲ့စုစုတစ်ချက်လဲကြည့်လိုက်တဲ့အခါမှာတော့မျက်လုံးပြူသွားတယ်။ဘာလို့လဲဆိုတော့တစ်ဖက်ကလူကကြောင်းမပြိုရိုင်းကြိုက်တဲ့နှင်းစီကန်ဖြစ်နေလို့ပါ။ ောင်းမစကားပြောဖို့အတွက်အစောကြီးပဲကစုစုကိုချက်ချင်းလှက်လှမ်းပေးလိုက်တယ်။အရာအပြင်စုစုကိုရင်းရင်းနှီးနှီးနဲ့ကျမ်းမြင့်ပေါ်ကစာအုပ်တွေကူကောက်ပေးပါရယ်။ကျမ်းမြင့်ပေါ်မှာကြားနေတဲ့စာအုပ်ကစုစုနဲ့ပတ်သက်တဲ့စာအုပ်ဖြစ်နေမယ်လို့ဘသူကထင်ပါလဲ။စောကြီးပဲကသူကစုစုကိုအရန်သဘောကျတာလို့ပြောတယ်။ဘွဲရပြီးတဲ့အခါစုစုရဲ့တက္ကသိုလ်မှာပညာသင်ကြားဖို့ဝင်ဝင်ရှောင်မယ်။နောက်ကြရင်လည်းစုစုနဲ့ဆက်နွယ်နေတဲ့နေပယ်ရီမှာအလုပ်လုပ်မယ်လို့တောင်ပြောလိုက်ပါသေးတယ်။ဒါကိုကြားပြီးတဲ့နောက် စုစုကချက်ချင်းပဲပြောသွားပါရယ်။ စုစုကကိုကိုကိုရုတ်တရက်နာမည်ကြီးတယောက်ဖြစ်လာမယ်လို့မထင်ထားပါဘူး။ကျောင်းစင်းတဲ့နောက်နှစ်ယောက်သာအေးစစီနဲ့လမ်းလျှောက်လာရင်ပန်းချံကိုရောက်သွားပါလေ။ဒီအချိန်မှာစော်ကြည်ဘဲကရုတ်တရက်သူငငယ်တုန်းကဒီကိုအမြဲလူလူလာကစားတတ်တယ်လို့ပြောပါလေ။တခါတုန်းကဆိုချော်လဲပြီးအယိုးကျိုးသွားတယ်။မထင်ထားဘူး။နောက်တစ်စက္ကန့်ကြာတော့စော်ကြည်ဘဲကရုတ်တရက်စိတ်လှုပ်ရှားလာတယ်။ဘာလို့လဲဆိုတော့သူကစုစုရဲ့စာအုပ်ထဲကအကြောင်းအရာကိုသတိရသွားလို့ဖြစ်ပါလေ။စုစုငငယ်တုန်းကဒီထဲမှာစပိန်တခါစီတုန်းကတတိမထာမီပဲချော်လဲခဲ့ဘူးလေ။ နောက်တော့စော်ကြည်ဘဲကစုစုကိုကြောက်စာရဲ့ရှိကိုခေါ်လာပြလိုက်တယ်။ဒီကြောက်စာကစုစုချော်လဲတာကိုအထိမ်းမဲ့ပြုတဲ့အနေနဲ့စောက်ထားတာဖြစ်တယ်လို့ပြောတယ်။စော်ကြည်ဘဲကသူနဲ့စုစုရဲ့ကံကြမ္မာကအရန်တိုက်ဆိုင်လွန်ပါလေ။လဲကြတဲ့နေရာကအစားတပုံစံနဲ့အတူတူပဲလို့ပြောပါရတယ်။နောက်တော့စော်ကြည်ဘဲကမဆုစာအုပ်တို့ကိုအမြန်ထုတ်ပြလိုက်တယ်။စူးစူးနဲ့ပတ်သက်တဲ့ညံစံတွေကိုစူးစူးနဲ့အတူဖြည့်ကြည့်နေပါလေပထမဆုံးမိကွန်စူးစူးလေးလာတဲ့ထဲမှာရှေးကနေဦးအကြဆုံးကပါလေပူလူးလူးဂျိုသာမှန်ပါလေ ။နောင်မေတဲ့မိကုံးတွေအားလုံးကိုစုစုကကျွမ်းကျင်စွာဖြစ်သွားတယ်။ဒီအချိန်မှာချက်ချင်းပဲစုစုရဲ့စာတွေကိုလေးလာရတာကြိုက်တဲ့စောကြီးပဲကစုစုကိုစိတ်ဝင်စားမှုပြင်ပြလာတယ်။စောကြီးပဲကစုစုရဲ့တတန်းတစ်လျှောက်အကြောင်းအရာတွေကိုဒီလောက်စိတ်ဝင်စားပြီးပြီးအရေးတူလုံနေတာကိုစုစုတွေ့ရတော့နောက်တနေ့မှာစုစုကသူ့တမိုင်းစာကိုပို့ပြီးစ조사တင်ယူတော့တယ်။ဘာလို့လဲဆိုတော့သူကစောကြီးပဲနဲ့အတူတက္ကသိုလ်ဝင်ခွင့်ရချင်းလိုပဲဖြစ်ပါတယ်။မထင်ထားပဲစုစုကသူ့ရဲ့တမိုင်းစာမှာတကယ်ကိုပါရမီပါလွန်ပါတယ်။စာမေးပွဲတိုင်းအမှတ်ပြရတယ်။ တနေတော်စုစုကကာယချိန်တက်ပြီးပြီးချင်းမှာစောကြည်ဘဲကိုအခန်းထဲမှာစီဝါပေးတာတင်နေတာတွေ့လိုက်ရတယ်။ပြီးတော့ဆရာဆွေးနွေးနေတဲ့အရာကလည်းစောကြည်ဘဲအကြောင်းဖြစ်နေပါတယ်။စောကြည်ဘဲကောင်လေးကမြို့ပွားကျင်စိတ်များတယ်လို့ဆရာကပြောပြတယ်။ဒီကောင်ကအနာဂတ်မှာနှလုံးသားမဲတဲ့သူတစ်ယောက်ဖြစ်လာမှလုံးဝသိကြတယ်လို့ပြောတယ်။ဒါကိုကြာပြီးအနောက်ကစော်ကြည်ဘဲကိုချက်ချင်းလှမ်းကြည့်လိုက်တယ်။လုံးဝမထင်ထားပဲစော်ကြည်ဘဲရဲ့ပြပတ်လဲမှာစော်လေးနှစ်ယောက်ဝိုင်းနေတာကိုတွေ့လိုက်ရပါတယ်။ဒီအချိန်မှာချက်ချင်းပဲစုစုကတော့ဒေါသတကြီးနဲ့ဗရင်ပေါက်ကိုကြော်တက်ပြီးတော့လက်သီးနဲ့တစ်ချက်ပစ်ထိုးလိုက်တယ်။ တကယ်တော့ဒါတွေအားလုံးကအိမ်မက်တစ်ခုပါပဲဒီလိုနဲ့ပဲဇလန်းလေးပြီးဆုံးသွားပါတယ်